So the message going forward to the supporters is what we'll be back. Absolutely. Absolutely. We will be back. အားလုံးပဲမင်္ဂလာပါမြန်မာစီစဉ်တဲ့ Lemmy Dollar ရဲ့ Facebook နဲ့ YouTube Channel တွေကနေအပြန်လေးကြိုဆိုလိုက်ပါရယ်ဆိုတော့ you. အာမေလ29ရက်နေ့ညနေမြန်မာစံတော်ချိန်ညနေ6:00နာရီဝင်ကျင်လောက်မှာအာ CT ရဲ့ Facebook အဲ YouTube channel မှာဗီဒီယိုတစ်ပုဒ်တင်ခဲ့တယ်။အဲ့ဒီဗီဒီယိုဘာအကြောင်းလဲဆိုတော့ဒီ CT ရဲ့ Penai Host ဖြစ်တဲ့ Chris ရင်အာ CT ရဲ့ Chairman CT ရဲ့ဥက္ကဋ္ဌဖြစ်သူ Caron Admobile Radio ရဲ့ အာစီဇန်2024-2025ယာရီအပေါ်စီဇန်နယ် review video ပထမပိုင်းဖြစ်တယ်။ဆိုတော့ဒီ video မှာ City တို့မအောင်မြင်ခဲ့တဲ့2024-2025ယာရီအပေါ်ဒီ carbon elmbar ရဲ့ carbon ရဲ့အမြင်တွေအာပြီးတော့ဒီအနာဂတ်အတွက်အတင်းစီမံကိန်းတွေသူလုပ်နေတဲ့လုပ်ငန်းစဉ်တွေဒါတွေအကြောင်းကိုဆွေးနွေးထားတယ်ပြာ city ရဲ့အဓိကကစားသမားတူဖြစ်တဲ့ community brand နဲ့ land ခွဲတွေအာပြီးတော့အာနောက်ထပ် city ရဲ့ နောက်ဆက်ခွဲခွာရမှုတစ်ခုဖြစ်တဲ့ City ရဲ့ Volunteer Rider CKP Gary Stein ရဲ့အာအဆုံးသက်တွေအာဒါရီအပြင် Guardiola နဲ့ဒီ Cardon ရဲ့အာဆက်ဆံရေးတွေအကြောင်းကိုအာဒီ interview မှာအာပြပြစုံပြောသွားတယ်ဆိုတော့ဒီ video ကတော်တော်လေးကိုကောင်းတဲ့ interview video တစ်ခုလည်းဖြစ်တယ် ကြည်ပရိတ်တိုင်ကြီးတဲ့နဲ့ဗီဒီယိုတပုတ်လို့လည်းကျွန်တော်ယူဆမိတယ်။အာဆိုတော့ဒီဗီဒီယိုကိုချိန်ဒီမကြည့်ပြသေးတဲ့သူတွေအတွက်ရောအာတော့ကြည့်ဖို့အတွက်ခက်ခဲရှိနေတဲ့သူတွေအတွက်ကောအာကျွန်တော်ဒီအင်တာဗျူးဗီဒီယိုအချင်းချုပ်အနေနဲ့အာကျွန်တော်အခုပြန်လည်ပြီးတော့အာမျှဝေပေးသွားချင်ပါတယ်။ဗီဒီယိုအကြောင်းမပြောခင်မှာဒီဗီဒီယိုရဲ့အင်တာဗျူးရာတယောက်လည်းဖြစ်တဲ့ host လည်းဖြစ်တဲ့အာ Chris ရဲ့အကြောင်းကိုအရင်ဆုံးမိတ်ဆက်ပေးခြင်းနဲ့ Chris ကတော့ဒီလို City ရဲ့အာ executive level က ပုံကိုယ်ရင်းနဲ့ interview တွေအတိုင်းကိုသူကဒီ interview ကအနေနဲ့နောက်တော့ပြင်တောင်းဝင်ယူရလိမ့်ရှိတယ်။အာမမေရရှိနေကြတာဆိုလို့ရှိရင်ကျွန်တော်ဒီအာ city user ကိုရပြီးတဲ့အချိန်မှာ Caron M Mubarak က city သွားခဲ့တဲ့လမ်းကြောင်းတွေအပေါ်ဒီ interview တခုသူလုပ်ခဲ့ဘူးတယ်။အာဒီနေ့ဖလာရတယ်နောက်နေ့မှာပဲအဲ့ဒီ video ကိုသူရိုက်ခဲ့ကြတယ်ပေါ့နော်။ အာဖိနာမှာကာရင်းဖိနာမှာဒီချန်ပီယံလိခါယူချလာပြီးတော့ရိုက်ခဲ့တယ်။အာနောက်ဆုံးတော့အတင်းရသူရဲ့ဘန်နယ်တစ်ခုစီကိုရောက်ခဲ့ပြီးဆိုတဲ့အကြောင်းကိုကိုယ်ဝင်ညာဆိုတာနဲ့ကာတုံးကပြောခဲ့တဲ့ဒီလိုအင်တာဗျူးကိုလည်းဒီအာလက်ရှိဒီဗီဒီယိုရဲ့ Hospital Chris ကပဲတောင်းပန်ပြဆက်ပေးခဲ့တာလို့ဆိုနိုင်တယ်။အာဆိုတော့ဒီဗီဒီယိုမှာလည်း Chris ကပဲအင်တာဗျူးအားအနေနဲ့သူဆက်လိုက်ပြီးတောင်းယူသွားတယ်။သူက City ရဲ့အကြောင်းကိုကောင်းကောင်းကြီးသိရတူဖြစ်တဲ့အလျောက်ပေါ့နော်။အာဒီ မျိုးနေလည်းအကောင်းကောင်းမင်းနိုင်နေပြီးတော့ဒီ CDP တတိတည်ရင်လည်းအကြောင်းအရာတွေကိုလည်းသူကကာရွန်မျိုးထုတ်နိုင်နေတာကိုတွေ့ရတယ်။အာဆိုတော့အာခရစ်ရဲ့မျိုးနေကဘယ်လိုဖြစ်မလဲ။အာကာရွန်ရဲ့အဖြစ်ရရောဘယ်လောက်ထိကျင်းတဲ့အားရစာကောင်းလဲဆိုတော့စက်ကြည့်ကြအောင်ပါ။အရင်ဆုံးပေါ့နော်ဒီအာခရစ်မေတာက ဒီ panic တွေရောဒီအတင်းရဲ့ဇာတ်မားတွေရောအာနောက်ပြီးတော့ manager တွေရောပေါ့နော်အာသူတွေအကုန်လုံးကတော့ change ပေါ့ DR တွေကိုအဆင်မပြေခဲ့တဲ့ခက်ခဲခဲ့တဲ့ကြမ်းတမ်းခဲ့တဲ့ DR တွေအဖြစ်သူတို့ user ထားကြတယ်အာတကယ်လည်းခက်ခဲကြံတဲ့နေရာတွေတခုဖြစ်ခဲ့တယ်။အမအောင်မြင်ခဲ့တဲ့နေရာတွေတခုလည်းဖြစ်ခဲ့တယ်။ဆိုတော့အဲ့ဒီအပေါ်ကာတွန်ရဲ့အမြင်ကိုသူရင်းဆုံးမေးမြန်းခဲ့တယ်။ဆိုတော့အဲ့ဒီအချိန်မှာကာတွန်ပြန်ပြောတဲ့အဖြေတွေကလည်းစိတ်ဝင်စားချက်ကောင်းတယ်။ကာတွန်ကအရင်ဆုံးနေတဲ့ဒီနေရာကြီးက အာကျန်နေခဲ့တဲ့ယာတိခက်ခဲခဲ့တဲ့ယာတိမောင်မြင်ခဲ့တဲ့ယာတိဆိုတော့သူလက်ခံနေဒါပေမဲ့ဒီယာတိမှာလည်းအာစီရီရဲ့လုံနိုင်ခဲ့တဲ့အရာတချို့သူရင်တော့ထောက်ပြသွားတယ်စီရီကဒီယာတိမှာဆိုရင်အာနောက်ဆုံး25နှစ်ဇက်တိုက်အထီကိုအာ channel လေးဝင်ဝင်ရခဲ့တယ်အာပြီးတော့ဒီ City FA ဖလားမှာနောက်ဆုံး900ဒီဇက်တိုက်ကို DR ဒီအပါအဝင်ဆိုရင်900ဒီဇက်တိုက်ကို semi final အဆင့်ကိုတက်လန်းနိုင်ခဲ့တယ်။ပြီးတော့နောက်ဆုံး300ဒီဇက်တိုက်ကိုဒီ FA Player ရဲ့ final အဆင့်ဒီကိုတက်လန်းနိုင်ခဲ့တယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပင် travel ရတဲ့တစ်နှစ်မှာပဲကျွန်တော် FA Cup Champion ဖြစ်ခဲ့လိုက်တယ်ပေါ့။ပြီးတော့တစ်ဆက်ထဲမှာပဲသူဆက်ပြောတာက City က DR ဒီမှာအာသူတို့ ညွန်မှန်းထားတဲ့သူတတ်မှတ်ထားတဲ့သူရဲ့ချမှတ်ထားတဲ့စံချိန်စံညွန်တွေအစင်တန်းတစ်ခုတွေအဲအစင်တန်းတစ်ခုစီကိုလုံးဝမရောက်ခဲ့ဘူးလို့အာသူအခိုင်အမာပြောသွားတယ်အာပြီးတော့ဒီဟာဒီကသူစီတီကိုကင်တွယ်ခဲ့တဲ့18နှစ်အတွင်းမှာသူ ရှေ့ရာသီတွေမှာမရခဲ့ဘူးတဲ့အတွေ့အကြုံကောင်းတွေအာတင်ကန်းစာကောင်းတွေကိုဒီရာသီတစ်ခုတည်းကနေသူ့ကို personally ရအောင် professionally ရအောင်ပေးခဲ့တယ်လို့အာသူပြောခဲ့တယ်အဲ့ဒီအတွေ့အကြုံတွေတင်ကန်းစာတွေကသူ့အတွက်တော့အဖိုးဖြတ်လို့မရအောင်တန်ဖိုးရှိတဲ့အတွေ့အကြုံကောင်းတွေဖြစ်ခဲ့တယ်လို့လည်းသူကဆက်ပြီးတော့ပြောခဲ့တယ် ဆိုတော့ခရစ်ကဟုတ်ပြီဒါဆိုမင်းရခဲ့တဲ့ဒီတင်ကန်းစာတွေတွေးကြုံနေတဲ့ကတခုကိုဆွဲထုတ်ပြနိုင်မလားဆိုပြီးတော့ကာရုံကိုဒီအဖြစ်ရနောက်ဆက်တွဲမိကိုအနေနဲ့ဆက်မေးခဲ့တယ်ဆိုတော့ကာရုံကအဲ့ဒီအချိန်မှာပြောခဲ့တာအာသူဒီယာဒီမှာဘောလုံးရဲ့ဘောလုံးလောကရဲ့လှပတဲ့သဘောတရားတခုကိုအာသူမြင်တွေ့ခဲ့ရတယ်လို့ပြောတယ်အာအမြဲတမ်းပေါ့နော်ဒီ ဘရုံးရာသီတွေကတစ်ခုပြီးတစ်ခုဇက်တိုက်သွားနေမြဲအာဒီ2024 2025ရာသီဆိုရင်ပြီးသွားပြီအာကျွန်တော်တို့ရဲ့အတိတ်မှာကြံခဲ့ပြီဒါပေမဲ့ အာကျွန်တော်နဲ့အတူလိုက်လံမှာကဒီ2024 2025မှာကျွန်တော်ချန်ထားရေးခဲ့တဲ့မှတ်တမ်းမှတ်ရာတွေကျွန်တော်ရဲ့ record တွေကျွန်တော်တို့ဘာတွေလုံနိုင်ခဲ့တယ်ဘာတွေအောင်မြင်ခဲ့တယ်အာဘာတွေတော့ကျွန်တော်တို့မလုံနိုင်ခဲ့ဘူးဆိုတော့မအောင်မြင်ခဲ့မှုတွေဒါတွေကတော့ကျွန်တော်တို့နောက်ကိုလိုက်လံမယ်ဆိုတော့အရေးလိုလိုက်လံမယ်ဆိုပြီးတော့ခါတုံကပြောသွားတယ်အာပြီးတော့ဒီအဖြေကိုခါတုံအဆုံးသက်သွားပုံကလည်း impedance လာတယ်အာဒီလိုမျိုးအတင်းကခက်ခဲတဲ့အချိန်မျိုးကိုကြုံရရတယ်ဒါပေမဲ့အတင်းကဘသူဘသူမှဒါဘသူပြစ်ကြောက်မှာဆိုပြီးတော့ လက်ညှိုးထိုးပြီးတော့အပြစ်ပုံချခဲ့တာမျိုးမရှိခဲ့ဘူးသူတို့အတူတကရှိခဲ့ရယ်အာပြီးတော့ဘသူမှဒီအခြေအနေဆိုရရင်ရှောင်ပြီးတော့တာမျိုးမရှိပဲအတူဖြတ်တန်းခဲ့ကြရတယ်ဆိုပြီးတော့ဒီမီဒီအဖြစ်ကိုသူကောင်းကောင်းကြီးအဆုံးသတ်သွားခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ခါရုံးကိုမေးလိုက်တဲ့အာဒီ crazy ရဲ့မိကောင်ကအတော်လေးကိုစိတ်ဝင်စားစရာကောင်းသလို city fan တွေအတွက်အတက်စရာအဖြစ်တစ်ခုကိုလည်းခါရုံးကပြန်ပြီးတော့ဖြည့်ပြီးခဲ့လို့ပြောနိုင်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီမိကောင်နဲ့အဖြစ်ကိုတော့ အခဏလေးဟိုးထားအောင်မယ်ခဏလေးခြံထားခဲ့အောင်မယ်ဒီဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာမှခဏတို့ကျွန်တော်ပြပြမယ်ဆိုတော့နောက်တစ်ပိုင်းစီကိုဆက်သွားလိုက်ကြရအောင်အာနောက်တော့ခါတော့က CT ရဲ့ပြုမြင်ပြောင်းလဲရေးစီမံကိန်းတွေအကြောင်းကိုသူဆက်ပြီးတော့ပြောခဲ့တယ်ဆိုတော့အာသူအရင်ဆုံးပြောတာကဒီ CT ရဲ့ပြုမြင်ပြောင်းလဲရေးတွေကအခုမှဒီနေရာဒီမှာစတင်နေခဲ့တာမဟုတ်ဘူးပြီးခဲ့တဲ့ January မှာတည်းကသူတို့စတင်နေခဲ့တာလို့အရင်ဆုံးပြောသွားတယ်အဲ များသောအားဖြင့်တော့ City ကဒီနွေရာသီအပြောင်းရွှေ့မှာပဲပို့ပြီးတော့လှုပ်ရှားလေးရှိတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီအချင်းတွေကတော့ Citizen တွေအားလုံးတည်တဲ့အတိုင်းပဲတို့လို့ဆိုရခဲ့တယ်။ဆိုတော့မဖြစ်မနေပဲသူတို့အပြောင်းလဲတွေကိုဇန်နဝါရီမှာလည်းစလုပ်ခဲ့တယ်လို့ဆိုနိုင်ခဲ့တယ်။ပြီးတော့သူအာမခန့်နိုင်ငံတစ်ခုကအာ City ကသူ့ရဲ့အဆင့်အတန်းမှန်နေရာမှန်တစ်ခုကိုပြန်ရောက်ဖို့အတွက်အတင်းမှရှိတဲ့အကုံလူတွေအကုံလုံးကအစွမ်းကိုစူးစမ်းအထောက်နေတာလို့သူအာမခန့်နိုင်ငံလေးဆိုပြီးတော့အာပြောသားခဲ့တယ်။ ပြီးတော့တစ်ဆက်တည်းမှာပဲကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့လေအခါတုန်းကစပြီးပြောသားခဲ့တယ်အာ City ရဲ့နောက်ဆုံးပွဲတင်ဖြစ်တဲ့ဒီဖူဟန်နဲ့ပွဲအပြီးမှာပဲခါတုန်းကဒီကစားသမားတွေအကုန်လုံးနဲ့သူစကားပြောပြခဲ့တယ်လို့ပြောတယ်အဲကစားသမားတွေနဲ့စကားပြောပြခဲ့တဲ့အခါမှာဒီကစားသမားတွေအကုန်လုံးကပြရတဲ့ဒီ2024 2025ရာသီမှာ City အဆုံးတက်ခဲ့ရတဲ့ပုံစံနဲ့ City ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုကျင့်တတ်နေတဲ့လူတယောက်မှမရှိဘူးလို့ပြောတယ် ပုံမှန်အားဖြင့်တော့အခုလိုရာသီပြီးသွားတဲ့အချိန်ကဒီကစားသမားတွေအနေနဲ့အာ vacation ထွက်ဖို့အလဲအပန်းမြေကြီးထွက်ဖို့စိတ်ရောက်နေကြခြင်းလို့ပြောတယ်။အဲဒါပေမဲ့အဲသူစကားပြောခဲ့တဲ့ကစားသမားတွေတော်တော်များများကတော့ vacation ကိုစိတ်ရောက်မနေဘူးတော့ဘူးပေါ့နော်။သူတို့ကဒီရာသီကြိုးအတွက်ပြင်ဆင်ဖို့အတွက်စိတ်အားထက်သန်နေကြပြီလို့ပြောတယ်။အာအထူးသဖြင့်ဆိုရင် Rory ပေါ့ Rory ကဒီရာသီမှာပွဲတော်တော်များများလွဲခဲ့ရတယ်။အာဆိုတော့သူသူ့အနေနဲ့နောက်ရာသီအတွက် အာသူပွဲတွေကစားဖို့အတွက်ဟိုသူရင်ခုန်စိတ်လို့ရှာနေပြီအာအစင်းစင်းဖြစ်နေပြီလို့ရိုရီကသူ့ကိုပြောတယ်လို့ပြောတယ်ပြီးတော့နောက်ထပ်ချီကျူးစရာနဲ့အာအသင်ရကောင်းတာကခင်ဗျားတို့ရဲ့အာလင်ဟာလန်ပဲအာလင်ဟာလန်ကအခုချိန်ကြီးအတင်မှရှိနေတော့မယ်တချို့ဇာသမားတွေကတော့အခုချိန်မှာတော့သူရဲ့အားလဲရဲ့ကိုစားပြီးတော့အသုံးချနေကြပြီပေါ့နော်ဆိုတော့အာလင်ဟာလန်ကတော့ အတင်းမှာပဲဆက်ရှိနေတော့မယ်သူနောက်ရသည့်အတွက်ကိုသူအခုတည်းကအတင်းရဲ့ physio တွေဒီအယိုးကြောပညာရှင်တွေခန္ဓာကိုယ်ပညာရှင်တွေနဲ့အတူအာဆက်ပြီးတော့အတင်းမှာဆက်နေနေတွေနဲ့အတူအတင်းမှာဆက်နေပြီးတော့သူလေ့ကျင့်နေတယ်နောက်ရသည့်သူတွေပြင်ဆင်နေတယ်ဆိုပြီးတော့ပြောသွားတယ် အာပြီးတော့သူဒီ interview လုပ်တဲ့မနက်မှာပဲပေါ့နော်အာသူ city ရဲ့ CEO ဖြစ်တဲ့ Faran Soriano နဲ့သူဖုန်းပြောဖြစ်ခဲ့တယ်အဲ့လိုဖုန်းပြောဖြစ်တဲ့အခါမှာလည်းဒီ Soriano ရဲ့ဘေးမှာ city ရဲ့ volunteer writer နှစ်ယောက်ပေါ့နော်နှစ်ယောက်ဖြစ်တဲ့အာဒီ CGB Garrison ရောရှိတယ်ပြီးတော့ card um ကျွန်တော် Hugo Bienna လည်းရှိနေခဲ့တယ်သူတို့အပြင် city ရဲ့ခင်ဗျားတို့ရဲ့အချစ်တော် Pat Guardiola လည်းရှိနေခဲ့တယ်အာသူတို့က ဒီအင်တာဗျူးလုပ်တဲ့အချိန်ကဖူရန်နဲ့ပွဲပြီးနောက်ရက်မှာလုပ်တာဆိုတော့အာသူတို့ကအဲ့ဒီအချိန်မှာဒီရုံးငန်းနဲ့မှာသူကနောက်ရသည့်အတွက်ဒီခုနကကျွန်တော်ပြောခဲ့တဲ့အဲအာဆိုရီယာနိုရင်စီဂီဘီယာရစ်စတင်ရင်အဟိုဘီယန်နာပက်ကွာဒီယိုလာရဲ့ခေါင်းချင်းဆိုင်ပြီးတော့ကိုနောက်ရသည့်အတွက်ကိုဒီရသည်ပြီးရဲ့နောက်တနေ့မှာနေသူတို့ပြင်ဆင်နေခဲ့ပြီလှုပ်လှုပ်နေခဲ့ပြီလို့ပြောတယ်ဆိုတော့အတင်းရဲ့ဒီ exact level တွေအကုန်လုံးကတော့ဘယ်သူမှ packaging ထွက်မနေဘူးသူတို့နောက်ရသည့်အတွက်ပြင်ဆင်နေပြီဆိုပြီးတော့ခါတော့ကအာပြောသားခဲ့ ပြီးတော့တစ်ဆက်တည်းမှာပဲ City ကဒီဆောင်းစည်းကွက်မှာခေါ်ယူခဲ့တဲ့ကစားသမားအစ်တွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်တွေအာဘာကြောင့်ခေါ်ယူခဲ့တယ်ဆိုတဲ့သုံးသပ်ချက်တွေကိုဆက်ပြီးတော့ပြောပြတယ် City ကဒီဆောင်းစည်းကွက်မှာ Cusano ရယ် Peteris ရယ်အိုမာမာမိုဂျင်ပြီးတော့ Nico Gonzalez ရယ်ဒီကစားသမားလေးကိုခေါ်ခဲ့တယ်ဆိုတော့ကာတွန်ကပြောတယ်ဒီကစားသမားလေးဦးလုံးကငယ်ရွယ်တဲ့နုပြူတယ်ပြီးတော့သူတို့ကတင်လန့်တဲ့အပြေးဖြစ်တယ်ပြီးတော့သူတို့ကဒီကစားသမားတွေကိုစီတီကဒီရာသီဘက်မှာအခြေအနေစိုးနေခဲ့လို့ အလောတကြီးနဲ့ခေါ်ယူခဲ့တာမျိုးမဟုတ်ဘူးအလောတကြီးနဲ့ဆိုလိုချင်တာကသူတို့ကဒီယာလီဝဲမှာမဒီသံသမားတွေကို scouting လုပ်ပြီးတော့လေ့လာပြီးတော့ခေါ်ယူခဲ့တာမဟုတ်ဒီသံသမားတွေသူတို့စောင့်ကြည့်နေခဲ့ကြပြီဒီကစားသမားတွေကပေးနိုင်တဲ့အရေးအသွေးနဲ့ city မှာလိုအပ်နေတဲ့လိုအပ်ချက်တွေကအံဝင်ခွင့်ရဖြစ်လိမ့်မယ်လို့ယုံကြည်လို့သူတို့ခေါ်ခဲ့တာ city ရဲ့ structure နဲ့သူတို့ကန့်ညီမယ်ဆိုပြီးတော့ trust နိုင်ငံလို့သူတို့ခေါ်ခဲ့တာဆိုပြီးတော့ပြောခဲ့တယ် ဒါအပြင်စီတီကလည်းဒီຫນွေရာဒီအတွက်ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချပြီးသွားပြီလို့ခါတွန်းကတဆက်လက်ပြောတယ်။အာလိုအပ်တဲ့နေရာတွေကိုခေါ်ယူအားပြေဖို့အတွက်ပထမဦးစားပေးပြင်မှတ်အာဒုတိယဦးစားပေးပြင်မှတ်ဆိုပြီးတော့သူတို့ခိုင်ခိုင်မာမာချမှတ်ပြီးသွားပြီ။အာသူတို့လက်တွေ့အကောင်တွေပေါ်ပြီးတော့ခေါ်ယူဖို့ပဲကြံတော့တယ်ဆိုပြီးတော့ပြောသွားတယ်။အာပြီးတော့တဆက်တင်မှာပဲဒီအာကလပ်ဝေါ်ကက်ကလပ်ကပါဖလားကိုသူတို့ကဒီအာဒီပရီးမီယာလိရာသီတင်ခဲ့တဲ့လူစင်းမှုဖင်နဲ့နောက်ထပ် အစီအစဉ်ဖြစ်နေတဲ့လူစင်းတစ်ခုနဲ့တွားရောက်ရှင်းပြမှာလို့သူကပြောသွားတယ်ဒီနေ့မှာကျွန်တော်အမြင်ကိုထည့်ပြီးတော့ပြောကျင်တာကဒီ club walker က32သင်းပြန်ရမယ်ပြီးတော့ဒီဒီနှစ်မှာသူရဲ့ structure အတင်နဲ့ format အတင်နဲ့ဒီ club walker ကိုစတင်ရှင်းပြနေသွားဖို့ရှိနေတယ် fiber ကလည်းဒီ club walker ကိုဒီတဘာလုံးရဲ့အအောင်ဆိုင်မှုတွေရအောင်ပြီးတော့အတင်းတွေရလေးထားမှုတွေရအောင်စီမံအကင်းတွေနဲ့ဆောင်ရွက်နေတယ်အာဒီပြိုင်ပွဲမှာပထမဆုရတဲ့ အတင်းကအမေရိကန်ဒေါ်လာအာ125သန်းအထိရမယ်ပြီးတော့သူတို့ဒီပြိုင်ပွဲဝင်အတင်းစုစုပေါင်း32တင်းအတွက်အမေရိကန်ဒေါ်လာ1ဘီလီယံအထိကိုသူတို့ရောက်တဲ့အဆင့်ချင်းစီအလိုက် ခွဲဝေပြီးတော့စုချင်းငွေပြေးသွားဖို့ရှိနေတယ်အာဆိုတော့ဒီပြိုင်ပွဲကတဆင့်တက်လေစုချင်းငွေပုံများလေးဖြစ်နိုင်ဖြစ်လာဖို့ရှိနေတယ်အာဆိုတော့ဒီကလပ်ကပဖလားတမိုင်းတစ်ချောင်းမှာဒီနှစ် ကလပ်ဝေါ်ကက်ကတော့တကယ်ကိုတိုင်တိုင်းမို့ပြင်းထန်ဆုံးနှစ်တနည်းဖြစ်လာဖို့ရှိနေတယ်ဒါအပြင်အာရီယဲကလည်းဒီယာဒီမှာသူတို့အနေနဲ့ကြာရှုံးတဲ့ယာဉ်တို့ပိုင်ဆိုင်ထားတယ်စီတီကလည်းအဲ့လိုပဲမအောင်မြင်တဲ့ကြာရှုံးတဲ့ယာဉ်တို့ပိုင်ဆိုင်ထားတယ်ဒီအသင်းတွေရဲ့အမ်အောင်မြင်တဲ့ယာတီတွေကိုကလပ်ဝေါ်ကက်မှာပြန်ပြီးတော့အဖတ်ဆယ်ဖို့စ조사လာဖို့ရှိနေတယ်ပြီးတော့ဒီဘိုင်ယန်တို့ဘာကာတို့ရဲ့အင်အားတောင့်တမှုတွေနဲ့အတူသူတို့ရဲ့အမ်အောင်ဝဲဝင်နိုင်ရာ94 95ရာဒီမှာအောင်ပွဲဝင်နိုင်ခဲ့တဲ့ အောင်ပွဲကိုဆက်ပြီးတော့အာရှင်မြန်းနိုင်ဖို့အတွက်သူတို့စူးစမ်းလာဖို့လည်းရှိနေတယ်ဆိုတော့တီချာတာကတော့ဒီ club walker ကကျွန်တော်တို့အရင်အရင်ကြီးခဲ့တဲ့ club walker တွေနဲ့မတူပဲလုံအောင်ကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ club walker ဖြစ်လာဖို့ရှိနေတယ်ပြီးတော့ city ကလည်းဒီ club walker မတိုင်ခင်မှာလောတဲ့ကစားသမားတွေကိုတက်နိုင်ပြီးများအရာခေါ်ယူသားဖို့အဲရှိနေတယ်လို့ပြောချင်တယ်ပေါ့နော် အာပြီးတော့သူဆက်ပြောတာကဒီ Rory ရဲ့ Bloom ဒီရောကိစ္စပေါ့နော် အာ Rory ဒီစုအရာသွားတဲ့အတွက်သူအရန်ခုန်ရဲ City မှာနောက်ဆုံးတော့ဒီအာ Bloom ဒီရောဝင်လာရှိလာခဲ့ပြီလို့သူပြောတယ်။အာ City ကဒီဘလွန် City မှာဒီဘလွန်2ဩစုကိုမျက်စောင်းထိုးနိုင်တဲ့စင်ကွန်နိုင်တဲ့ကစားသမားတွေအဲဥပမာအခွဲရူအာ Kevin De Bruyne နဲ့ Haaland တို့ရှိနေခဲ့ပြီးသားလို့သူပြောတယ်။နောက်ဆုံးတော့ Rory ကတော့ဒီကစားသမားတွေမတိုင်ရင်မှာအရင်ဆုံး City အတွက်လုပ်ပြသွားနိုင်ခဲ့တယ်။အဲ့အတွက်လည်းသူအရင်ကုန်ယူတယ်လို့အာသူပြောသားခဲ့တယ်။အာ Rory တန်ရရခဲ့တာကလည်းအသင်းရဲ့ သွားနေတဲ့လမ်းကြောင်းပေါ်အများကြီးထိခိုက်စေခဲ့တယ်လို့သူပြောခဲ့တယ်။အာပြီးတော့ဒီ Rory ရဲ့တန်ရာကိုလည်းသူတို့ view design နဲ့တိုင်တွင်ခဲ့တယ်။အာ Rory ဘက်ကနေပြီးတော့လုံးဝအဆင်သင့်ဖြစ်ပြီးအဲဒေါက်တာတွေဆရာဝန်တွေဘက်ကနေပြီးတော့လည်းတကယ်ကို Rory ကစားလို့ရပြီဆိုပြီးတော့လုံးဝကိုတေးကြပြီဆိုတော့မှသာသူတို့ Rory ကိုပေးပြီးတော့ကစားခဲ့တာလို့အာသူဆက်ပြီးတော့ပြောသွားတယ်။ပြီးတော့ဒီအတင်းကနေထွက်သွားတဲ့ Kevin De Bruyne အကြောင်းလည်းအာကာရွန်ကဆက်ပြောသားခဲ့တယ်။အာကာရွန်က ဒီ Kimmy Divine ကအတင်းအတွက်ကစားပေးခဲ့တဲ့ကစားသမားတွေတင်မှာအကောင်ဆုံးကစားသမားတူဖြစ်တယ်လို့ချီးကျူးသွားခဲ့တယ်။ပြီးတော့ဒီ Kimmy Divine ကိုခေါ်ယူဖို့သူတို့ဆုံးဖြတ်ချက်ချခဲ့တဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကသူ့ရဲ့အတင်းတမိုင်းတစ်ချောင်းမှာသူတို့ချမှတ်ခဲ့တဲ့အကောင်ဆုံးဆုံးဖြတ်ချက်တွေတွေကတခုလိုလဲသူချီအဲပြောသားခဲ့တယ်ပေါ့နော်။ ီးတော့အဲ့ဒီအချိန်တုန်းကသူတို့ဒီအာတန်60ကျော်ဒီဒီမဒီဘိုင်းအတွက်တုံးခဲ့ရတဲ့အပေါ်တချို့လူတွေက overpaid ဖြစ်ခဲ့တယ်အာဒိုလာထက်ပိုပြီးတော့ပတ်စံတုံးခဲ့ရတယ်ဆိုပြီးတော့ဝေဖန်ခဲ့ကြတာတွေကိုလည်းသူဖတ်မိနေသေးတယ်လို့ရည်ရည်မော့မော့နဲ့ပဲပြန်ပြီးဒီလူတွေကိုအမ်ပပလေးနဲ့လေးနဲ့ထိုးချပြီးတော့လောင်ပြောင်းသွားခဲ့တယ်အာပြီးတော့ဒီအာ CT ရဲ့အတ ିକ ပုံစံတွေဖြစ်တဲ့ volunteer rider CGB ကရစ်စတိန်နဲ့ CT ရဲ့ဒီပြခမရရဲ့အချစ်တော်ပတ်ကွာလေးလာအကြောင်းလည်း ်ခါတော့တစ်ဆက်တည်းမှာဆက်ပြောတယ်အာ city ရဲ့ကစားသမားအဝင်ထွက်တွေအားလုံးကိုအာ CG ကကောင်းကောင်းမွန်မွန်စီမံနိုင်ခဲ့တယ်လို့အာသူချီးကျူးခဲ့တယ်အာ CG ရောက်လာခဲ့တဲ့အချိန်ကနေစပြီးခုချိန်အထိမှာသူမန်စီနီကနေပြီးတော့ဒီပယ်လီဂရီနီအာနောက်တော့ပက်ကွာဒီယူလာဆိုပြီးတော့နီးပြ၃ဦးနဲ့သူအာရင်ဆိုင်ခဲ့ရတယ်သူတို့ဒီလက် အလုပ်တွေအတူတွဲလုပ်ခဲ့ရတယ်ပေါ့နော်ဒီ CGB Gary Stein နေနဲ့ဒီကသမာ3ကအဲဒီနီးပြ3ကမတူညီတဲ့ personality တွေကိုပိုင်ဆိုင်ထားတယ်ဒါအပြင်ဒီရာသီအစဉ်အဆက်မှာဝင်လာခဲ့တဲ့ထွက်သွားခဲ့တဲ့သမာရိရဲ့မတူညီတဲ့အနေအထားတွေဒါတွေအကုန်လုံးကိုအကောင်ဆုံး CGB Gary Stein ကတိုင်တွင်နိုင်ခဲ့တယ်လို့အာခါရုံကချီးကျူးတယ်ပြီးတော့ဒီဘလုံး knowledge အနေနဲ့ရောစီးပွားရေးအမြင်နဲ့ရောနှစ်ဖက်မျှပြီးတော့ CD ကိုအကောင်ဆုံးအញ្ញောင်းတစ်ခုပေါ်မှာရောက်နေအောင်တက်မဲ့အောင် အာထင်းချောင်းပေးနိုင်ခဲ့တယ်လို့လည်းကြီးကျူးတယ်အာပြီးတော့တော့ CG ကိုကောင်းအာလုံအောင်အထူးတက်လည်နေနဲ့ကြီးကျူးသွားတာက CG ဟာလည်းကလပ်ရဲ့ legend တူပေါ့နော်ကနဝတူဖြစ်တယ်ဆိုပြီးတော့အာခါရုံကပြောသွားခဲ့တယ်ပြီးတော့သူထပ်ပြောတာကသူဒီကနဝင်ဆိုတဲ့ဇာတ်ကားကိုသူပေါ့ပေါ့လေးတုံးတာမဟုတ်ဘူးအာတကယ်လို့ဒါခင်ဗျားကဒီအာ CB Gary Stein အာဒီသူ့ရဲ့ GT ရဲ့အကားသားအဲဘောလုံးဒါရိုက်တာတက်တန်းတစ်ယောက်မှာလုပ်ခဲ့တဲ့အလုပ်တွေကိုပြန်ကြည့်လို့ရှင် သူဘာကြောင့်ဒီလိုပြောရလဲဆိုတော့ခင်ဗျားတို့နားလည်သွားလိမ့်မယ်လို့အာဒီကာရင်ကပြောသားခဲ့တယ်။အာပြီးတော့ဒီထုံးစံအတိုင်းခင်ဗျားတို့ရဲ့အချစ်တော်ပတ်ရဲ့အကြောင်းပေါ့နော်။သူနဲ့ပတ်နဲ့အလုပ်တွေလုပ်လာခဲ့တာအခုဆိုရင်၁၀နှစ်ရှိတော့မယ်။ အာဒီပတ်စာချုပ်ချုပ်တဲ့အချိန်မှာ तू ဘယ်လောက်တောင်ပျော်ခဲ့ရလဲဆိုတာကိုခင်ဗျားတို့ပြန်မပြောပြနိုင်တော့တဲ့အထီးပဲလို့ तू ကပြောတယ်။ तू နဲ့ပတ်နယ်ကြမှာချင်းတော်ထားတဲ့အရာကထူတယ်ပဲ။အဲ့ဒါကအပြန်လဲယုံကြည်မှုလို့ तू ပြောတယ်။အာ तू ကလည်းပတ်အပေါ်မှာယုံကြည်မှုအပြည့်ရှိတယ်။ဂေါ်ရီလာကလည်းသူ့ဘော်မှာအတင်းဘော်မှာအတင်းရဲ့တိဆောက်မှုအပေါ်မှာယုံကြည်မှုအပြည့်ရှိနေတယ်လို့အာပြောခဲ့တယ်။ အာပြီးတော့အာဒီပက်ရဲ့လက်ထက်မှာပရီးမီးယားလီဖလားဘယ်နှလုံးထိရခဲ့လဲအဖေဖလားကျွန်တော်တို့ဘယ်နှလုံးထိရခဲ့လဲကာလင်ဖလားကိုဘယ်နှလုံးထိရခဲ့လဲအဖေဘယ်နှလုံးထိရခဲ့လဲချန်ပီယံလီးတွေအာပြီးတော့ရခဲ့တယ်ဒီအားရဒီရခဲ့တဲ့အောင်မြင်မှုတွေအားလုံးရဲ့အခြေခံအုံမြင်ကပက်ကော်ဒီယိုလာလို့ပဲသူကဆက်ပြီးတော့ချီးကျူးသွားခဲ့တယ်အာပြီးတော့ဒီအဆုံးတက်မှာတော့ဒီအမျိုးသမီးအသင်းကြောင်းကိုလည်းသူပြောသွားတယ်ဒီ ီရင်းလိမှာတကယ်ကိုအိုဆိုးနေတဲ့ချက်စီးနဲ့အာဆင်နယ်အမျိုးသမီးအသင်းတွေနဲ့စီဒီအမျိုးသမီးအသင်းကြားမှာကွာဟနေတဲ့ခက်ကိုလည်းသူတို့ကျင်းနိုင်များကျင်းအောင်လို့အလုပ်လုပ်နေတယ်လို့သူတို့ပြောခဲ့တယ်။ဒါပေမဲ့ဒီအတိုင်းမှာတော့အမျိုးသမီးအသင်းကလည်းဒီအမျိုးသားအသင်းလိုပဲသူတို့မျှော်မှန်းထားတဲ့အာအစင်တန်းတစ်ခုစီတော့ရောင်းမလာခဲ့ဘူးလို့သူပြောသားခဲ့တယ်။ ဆိုတော့အဆုံးတန်းအနေနဲ့ကျွန်တော်ခြံခဲ့တဲ့မေခိုးနဲ့အဖြေလေးစီကိုပြန်သွားကြားအောင်ပါတခြားတော့မဟုတ်ဘူးဒီဗီဒီယိုအစမှာကျွန်တော်ထည့်ထားခဲ့တဲ့ click လေးပဲအဲဆိုတော့ click ကနေပြီးတော့ caron mmuba rack ကိုပရိတ်သတ်တွေအတွက်ပါကျင်တဲ့သတင်းစကားကဘာများဖြစ်မလဲငါတို့ပြန်လာနိုင်မယ်ဆိုတော့သတင်းစကားမျိုးဖြစ်မလားဆိုပြီးတော့မေးတယ်အဲ့ဒီအချိန်မှာ caron ကဟုတ်တယ်ငါတို့ကျင်းတွေပေါ်ပြန်လာနိုင်လိမ့်မယ်ငါတို့ရဲ့အစင်နန်းစီကိုငါတို့ပြန်လာနိုင်လိမ့်မယ်ဆိုပြီးတော့ခါရောအခိုင်အမာပြောသွားခဲ့တယ်။ဆိုတော့ ကာဒွန်အမူဘာရက်နဲ့ခရစ်တိုရဲ့အစီအစဉ်ရီဗျူးဗီဒီယိုပထမပိုင်းရဲ့အနည်းချုပ်ကတော့ဒီလောက်ပါပဲအဲဆိုတော့ခရစ်ရဲ့အခရစ်ရဲ့မိကုန်းတွေကိုပြန်ဖြည့်သွားခဲ့တဲ့ကာဒွန်အမူဘာရက်ရဲ့အဖြေတွေပေါ့အဲကျွန်တော်တို့စီတီဇင်တွေရဲ့အမြင်တွေကိုလည်းကျွန်တော်အာ သိချင်သေးတယ်ဆိုတော့ထုံးစံအတိုင်းပဲ comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားခဲ့ကြဖို့ကျွန်တော်တောင်းဆိုခြင်းနဲ့အာပြီးတော့ကျွန်တော်အခုဒီဗီဒီယိုရိုက်ဖို့ပြင်ဆင်မှုတွေလုပ်နေတဲ့အချိန်လေးအတွင်းမှာပဲအာဒီဗီဒီယိုရဲ့ဒုတိယပိုင်းလေးကလည်းထွက်လာခဲ့တယ်ဆိုတော့အဲ့ဗီဒီယိုအပေါ်မှာမူတည်ပြီးတော့သတင်းလေးလေးကြိုစားကြိုစားတက်လာတော့မြင်ရတယ်ဆိုတော့အဲ့ဒါတွေအကြတော့ဒီဗီဒီယိုထဲမှာ City ရဲ့လက်ရှိတရားရင်ဆိုင်ထားခဲ့တဲ့အမှုဖြစ်တဲ့135မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေအဖြေတွေလည်းပါနေရတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်ကတော့အဲ့ဒီဗီဒီယို interview video တွေ့ကြပိုင်းကိုတွားကြည့်လိုက်ပါအောင်မယ်ခင်ဗျားတို့လည်းကြည့်ရင်ကြည့်လို့ရအောင်လို့ကျွန်တော်ဒီ post ရဲ့ comment လေးမှာကျွန်တော်မှန်ပေးထားခဲ့မယ်ပြီးတော့ညီတို့ကလည်းကိုကြည့်အမြင်လေးတွေကိုပြန်ပြီးတော့မှန်ပေးခဲ့ကြဖို့အာကျွန်တော်တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ကိုအခုလိုမျိုးပြောခွင့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ